အယ်ဘေတိုဆိုတဲ့ကောင်လေးဟာသူ့တငယ်ချင်းလူကကိုကုန်းပေါ်ပထမဦးဆုံးခေါ်သွားတဲ့အချိန်မှာသူဟာငါးကနေလူအသွင်ကိုပြောင်းသွားခဲ့တယ်။သူဟာသူ့ကိုသူကြည့်ပြီးတော့အံ့ဩနေတဲ့အချိန်မှာအယ်ဘေတိုကလူကကိုလမ်းလျှောက်ကြည့်ဖို့ပြောတော့သူကမလျှောက်တတ်ခဲ့ဘူး။ဒါနဲ့ပဲအယ်ဘေတိုကလူကကိုလမ်းလျှောက်ဖို့တင်ပြလိုက်တဲ့အချိန်မှာတော့သူဟာဖြည်းဖြည်းချင်းလမ်းလျှောက်တတ်သွားပါတယ်။အယ်ဘေတိုကလူကကိုသူ့ကုန်းပေါ်ကအိမ်ကိုခေါ်သွားတဲ့အခါလူကကပုံထဲကဆိုင်ကယ်ကိုကြည့်နေတဲ့အချိန်မှာအယ်ဘေတိုကဒါဟာလူတွေကတီထွင်ပြီးတော့ဒီဆိုင်ကယ်နဲ့ဘယ်မှဆိုသွားလို့ရတယ်ဆိုတာကို ပြောပြလိုက်တဲ့အခါမှာတော့လူကကအယ်ဘေတိုကိုသူ့အိမ်မှာဆိုင်ကယ်လှုပ်ဖို့အတွက်ပစ္စည်းတွေအမြောက်အများရှိတဲ့အတွက်ကြောင့်သူတို့နှစ်ယောက်ပေါင်းပြီးဆိုင်ကယ်လှုပ်ရအောင်လို့ပြောတဲ့အချိန်မှာအယ်ဘေတိုကလူကပြောတာကိုလက်ခံပြီးတော့ဆိုင်ကယ်တီထွင်လိုက်ကြတယ်။ခဏနေတော့ပဲလူကဟာသူ့အိမ်ပြန်ဖို့တတိယပြီးတော့အ мян ဆန်ရေထဲကိုဆင်းပြီးအိမ်ပြန်သွားတဲ့အခါမှာလူကရဲ့အမေကနောက်ကျမှပြန်လာလို့ဆိုပြီးဆိုနေတဲ့အချိန်အဖွားဖြစ်သူကသူ့အလုတ်ခိုင်းလို့သွားတာပါဆိုပြီးတော့ကူပြောပေးလိုက်ပါတယ်။နောက်ရဲ့အယ်ဘေတိုနဲ့လူကဟာသူတို့ပြင်ထားတဲ့ဆိုင်ကယ်ပြီးသွားတဲ့အချိန်မှာ ်အယ်ဘေတိုကဆိုင်ကယ်ဆန်းစီးကြည့်တဲ့အခါကြောင်နဲ့တိုက်ပြီးတော့ပြုတ်ကျပြီးဆိုင်ကယ်ကျိုးသွားပါတယ်ဒီလိုနဲ့ပဲသူတို့လည်းအယုံမပေးဘဲနဲ့နောက်တစ်ခေါက်ဆိုင်ကယ်ကိုပြန်တီထွင်လိုက်ကြတယ်နောက်တစ်ခေါက်မှာတော့အယ်ဘေတိုဟာလူကောက်ကိုသူ့လက်တက်စီဖို့ပြောတဲ့အချိန်မှာလူကာကကြောက်နေတော့အယ်ဘေတိုဟာဘာမှမဖြစ်ဘူးဆိုပြီးဆွဲပြီးတော့ဆိုင်ကယ်ကိုစီးချလိုက်တယ် ဒီတခါမှလည်းသူတို့ဟာမအောင်မြင်ခဲ့ပါဘူး။လူကာကသူ့အိမ်မှာမရှိကြအောင်သူ့အမေကိုမသိစေချင်လို့ဆိုပြီးရုပ်ထုတစ်ခုပြုလုပ်ပြီးတော့သူဟာညကိုအိမ်မပြန်ပဲအယ်ဘေဒိုနဲ့ပဲနေခဲ့လိုက်တယ်။ညမှာလူကာနဲ့အယ်ဘေဒိုစကားပြောရင်းနဲ့လူကာဟာအဲ့ဒါပါလဲလိုလမ်းမိလိုက်တဲ့အချိန်မှာအယ်ဘေဒိုကအဲ့ဒီနေရာမှာငားတွေအများကြီးရှိပြီးတော့အရန်ကိုလှတယ်။ပြီးတော့လည်းဆိုင်ကင်နဲ့အိမ်နေရာကို ပြန်သွားလို့ရတယ်ဆိုပြီးသူထင်တာရင်းလျှောက်ပြောလိုက်တဲ့အချိန်မှာတော့လူကာဟာဆိုင်ကယ်တစ်စီးလိုချင်စိတ်ဖြစ်ပြီးတော့ သူဟာကောင်းကင်ဘော်ကိုသူနဲ့အယ်ဘေတိုဆိုင်ကယ်စီးပြီးပြန်သွားနေတဲ့အိမ်မက်တီကိုမှတ်ခဲ့ပါတယ်။ဒါပေမဲ့ဒါဟာအိမ်မက်တစ်ခုတက်တက်တာဖြစ်ခဲ့တယ်။နောက်ရမနက်မှာတော့အယ်ဘေတိုနဲ့လူကာဟာလူတွေနေထိုင်တဲ့ရွာလေးတစ်ရွာကိုသွားကြည့်စင်စိတ်ဖြစ်တာနဲ့နှစ်ယောက်ပေါင်းပြီးထွက်သွားလိုက်ကြတယ်။အဲချိန်မှာလူကာကလူတွေဟာငါးရီဖမ်းလာတာတွေ့တော့သူ့ဘာအဖမ်းခံရတော့မှာဆိုပြီးကြောက်နေတဲ့အချိန်မှာ ်အယ်ဘီဒိုကဘာမှမဖြစ်ပါဘူးဆိုပြီးဆက်ခေါ်သွားလိုက်ပါတယ်။ကောင်လေးတယောက်ဆိုင်ကယ်စီးလာတာကိုမြင်တဲ့အချိန်မှာလူကာကဘယ်ကရတာလဲလို့မေးတော့သူတို့ရွာမှာနေ့စဉ်နေ့တိုင်းပြိုင်ပွဲတစ်ခုရှိရဲ့အဲ့ဒါကိုနိုင်ရင်ရနိုင်တယ်လို့ပြောပြလိုက်ပါတယ်။အဲ့ဒီကောင်လေးကလူကကိုရွာမှာတစ်ခါမှမမြင်ဘူးဘူးဆိုပြီးတော့ဆွဲပြီးတော့အနိုင်ကျင့်နေတဲ့အချိန်မှာရွာထဲကကောင်မလေးကလာပြီးတော့လူကကိုအနိုင်မကျင့်ဖို့ဆိုပြီးတားလိုက်ပါတယ်။အဲ့ကောင်လေးကလည်းကောင်မလေးကိုမြင်ပြီးတော့အဲ့ကနေထွက်သွားလိုက်တယ်။လူကနဲ့အယ်ဘီဒိုဟာအဲ့ကောင်မလေးနဲ့တငယ်ချင်းဖြစ်သွားပြီးတော့ရွာထဲကပြိုင်ပွဲဝင်ပြိုင်ပြီးဆိုင်ကယ်လိုချင်တယ်လို့ ပြောလိုက်တဲ့အချိန်မှာကောင်မလေးကပြိုင်ပွဲဟာအလောက်မလွယ်ခုပါဘူးလို့ပြောလိုက်တော့အယ်ဗီတိုကဘာပြိုင်ပွဲလဲလို့မေးတော့ကောင်မလေးဟာစပိန်စီးရတယ်ရေကူးရတယ်ပြီးရင်အစာစားပြရတယ်ဒီသုံးခုနိုင်မှသာရမှာပါလို့ပြောလိုက်တဲ့အချိန်မှာသူတို့သုံးယောက်ပေါင်းပြီးတပွဲလုပ်ဖို့အတွက်ဆုံးဖြတ်လိုက်ကြတယ်